တကယ်ကိုလူတော်လူကောင်းတွေနဲ့ပဲဆုံတွေ့ပါစေဆုံတွေ့အောင်ကြိုးစားကြပါလူတော်လူကောင်းတွေဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေတုံးဆိုပန္ဒီတေဟိအထဓတိဖြစ်အထဓတိဆိုတာတကယ်ရဲ့ဘဝရဲ့အထိပယ်ကိုတည်တည်ချာချာစဉ်းစားပြီးသိမြင်တဲ့ပညာရှိပုဂ္ဂိုလ်တွေပေါ့ အဲ့ဒီပညာရှိ ပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသင်းမှာဒါမှသာဝရစိတ်ကလုံးအေးချမ်းမှုဆိုဖြစ်မှာအေးတမန်ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းလို့ရှင်စီးပွားဥစ္စာတိုးတက်ခြင်းတိုးတက်မယ်စိတ်နှလုံးပူပန်ရမှုတွေမှာတဝဲလဲလဲပဲဖြစ်နေသူဆိုတယ်နော်ဘဝမှာစိတ်နှလုံးချမ်းမြေ့စွာနေနိုင်မှုအတွက်ကတကယ်ကိုအကြောင်းအကျိုးကိုအမျှော်မြင်ရှိတဲ့ ပညာရှိ သူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းဖို့ကြိုးစားပါပညာရှိသူတော်ကောင်းတွေနဲ့ဆုံတွေ့လိုက်ရတဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်